စကားပြည်တဲ့များအားလုံးပဲမင်္ဂလာပါဒါမနေ့ပြန်ဆိုရင်တော့ကျွန်တော်တို့မြန်မာနေတကူအကျိုးနေပေါ့လေဒါနေတကူကာလမှာမြန်မာပြည်သူအပေါင်းဘေးပယားဝေးကွာပြီးတော့မှစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းအရင်ဆုံးဆုတောင်းပေးကြပါတယ်ဒီနေ့စီစဉ်မှာတော့ဒါကျွန်တော်နဲ့ဒီအိုဝင်ကနေပြီးတော့မှတနင်္ဂနွေနေ့မှာရှင်ပြန်ကစားမယ် Newcastle United နဲ့ Manchester United တို့ရဲ့ပွဲအကြောင်းကိုသုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာအိုဝင်မင်္ဂလာပါမင်္ဂလာပါဒါမှ United Newcastle ပထမကြော့ဒီ Ultra Four မှာတော့ Castle က ်တီးထားနော်ဘာစက်မန်ယူတီးထားတယ်လက်ရှိ United ရဲ့အနေထားလေးကတော့ယာယီလက်ကျန်ပွဲတွေမှာဒါနီပြအမော်ရီအနေနဲ့နောက်ယာဒီတစ်အတွက်ပြင်ဆင်တဲ့ပုံစံမျိုးလေးမြင်ရပါဘောနော်ဘာလို့လဲဆိုတော့ဟိုတပွဲနဲ့တပွဲကြားအပြောင်းလဲတော်တော်လေးများတယ်ပွဲထွက်စဉ်ကစားသမားအကြီးအတွက်ရအပြောင်းလဲသိမိလို့ဘူးဆိုတော့မှာ position နေ chain တာဒါမကြခဏမြင်ရတယ်လေအရင်ဆုံးဒါ United ရဲ့အခြေအနေလေးကိုဒါအဝင်အစားပြီးသုံးသပ်ပေးပါဦးမြင်အမ် Emory ရဲ့ United ကအခုလက်ရှိမှာတော့ဒါတိုးတက်လာတဲ့အပိုင်းကြီးအများကြီးပေါ့လေ ဟိုအထူးသဖြင့်အသိရဲ့ဒီခန်းစပိုင်းကဟိုတဖြည်းဖြည်းနဲ့ဟိုဘယ်လိုပြောမလဲမာကျော်လာတယ်မာကျော်လာတယ်ချစ်လိုက်လာတယ်သူလိုချင်တဲ့ဒီဟိုလိုချင်တဲ့အတိုင်းအသိရဲ့ခန်းစပိုင်းက solid လည်းဖြစ်လာတယ်ပေါ့နော် solid လည်းဖြစ်လာနောက်ပြီး win bet ရဲ့ဒီအလုံးလုံးပုံလေးပူကောင်းလာတယ်နောက်ပြီးတော့ဒီ tight set မှာသူကစားခြင်းနဲ့သူသွားခြင်းနဲ့ pattern လေးကြီးကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့အခုလက်ရှိဒါသူ့ရဲ့အသိမှာဒါ progress ဖြစ်လာတယ်လို့ပြောပေမဲ့သူ နိုင်ပွဲတွေရဖို့အတွက်ဒီထက်ပိုပြီးတော့အာရုံစိုက်ရမယ်လို့လည်းသူကိုယ်တိုင်ကဖွင့်ရထားတယ်ပေါ့လေအာလက်ရှိမှာမန်ချက်စတာယူနိုက်တက်ကဒီနည်းနည်းလေးနိုင်ပွဲတွေဒါဟိုနည်းနည်းလေးဝေးကွာနေတဲ့အပိုင်းလေးကတော့ဒါအသင်းမှာဒါဟိုဖန်တီးနိုင်ပွဲမြင်းနေကစားသမားအရင်မြင်အလုံးလောက်မရှိရဲ့ဒီအနေထားလေးကဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါဂိုးတွေသွင်းကုန်တွေရဖို့ပြောရမယ်ဆိုရင်တော့ဒီ unprotected data ထုတ်ပေးမယ်ကစားသမားကဒါလုံလောက်မှုမရှိတဲ့အပိုင်းလေးကတော့ဒါမန်ချက်စတာယူနိုက်တက်ရဲ့ဒါ ဟိုတခုကြီးတော့ပြောရမယ်ဒါလက်ရှိချင်းမှာအားနေနေတဲ့ပိုင်းအားနေနေအပိုင်းပေါ့ဟုတ်ကဲ့ဟုတ်ပါတယ်ဒါနောက်ပိုင်းပေါ်ဒီမှာတော့ရလအဖြစ်တော့အကောင်းကြီးတော့မဟုတ်ဘူးဒါပေမဲ့ဒီခန်းစစ်ပိုင်းဆွမ်းဆောင်ရည်အတင်းလိုက်ဆွမ်းဆောင်ရည်ဒီဟာလေးတွေတော်တော်လေးကောင်းလာပြီးခဲ့တဲ့မန်ချက်စတာဒါဘီမှာဆိုရင်ယူနိုက်တက်ကဟိုဘောလုံးပိုင်ဆိုင်မှုအပြင် City လောက်ထိမတောင်းဘူးဆိုရင်တော့မှဂူကန်တွင်းတွင်းဂူရနိုင်ကြတော့အများကြီးတာ XC value ရကြည့်မယ်ဆိုရင်ဒါယူနိုက်တက်က0.94ရပြီးမှ City က0.45လောက်ပဲရှိတယ်အဲ့လောက်နေထားဒီဒါ City City ရဲ့တိုက်စစ်ကို United ကလည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့လို့ရတဲ့အခွင့်အရေးတွေလည်းအများကြီးဟိုဘယ်လိုပြောမလဲချင်းချောင်းနိုင်ခဲ့တာဗောလေဂိုးတော့မရခဲ့ဘူးဒီပိုင်းလေးကတော့အဝင်ပြောသူလိုပဲဒီတိုက်စစ်ပိုင်းကတော့လောလောဆယ်ရင်ဆိုင်နေရတဲ့ဒါအားနဲ့ချက်ပေါ့ဒီအားနဲ့ချက်ကိုဟိုအခုအမြင်တော့ပြင်နိုင်ဦးမယ်တော့မထင်ဘူးတော့ဟုတ်ကဲ့ပြင်နိုင်မယ် and ဘယ်လိုပြောမလဲဆိုတော့အခုအသင်းမှာကဒီလက်ရှိမှာကဒီဖန်နီးနိုင်ငံရှိတဲ့ကစားသမားတို့ကဘလူးနိုတယောက်လောက်ပဲရှိတာဟုတ်တယ်ဘလူးတယောက်လောက်ပဲရှိတယ်ဆိုတော့ဘလူးနိုကလည်းတစ်ခါလေကြာရင်ဒီဒရော့တီဆင်းပြီးတော့လည်းသူကစားရတယ်တစ်ခါလေကြာလည်းဒီကွင်းလေဟိုနံပါတ်6ရိုးနဲ့ပေါင်းပြီးဟို စ်ဖော့ပုံစံနဲ့ကစားဒီလိုအနေထားမျိုးမှာကအသင်းကစားခွက်ဒီစတင်မှုဒီဟိုဖိုင်နယ်တဆုံထဲမှာဒီဘယ်လိုပြောမလဲဒီ chat create ဖန်တီးပုံနိုင်တဲ့ကစားသမားမရှိဘူးဖြစ်နေတယ်အခုလက်ရှိမှာဒါဂါနာချိုးဆိုဒါပြီးခဲ့တဲ့ city point နဲ့ပွဲမှာသူ့ရဲ့ကစားလေးကတော်တော်လေးကောင်းတယ်ဒါပေမဲ့ ဒီ final boss ကိုရောက်သွားပြီဆိုတော့သူ့ရဲ့ဆုံးဖြတ်ချက်အမားတွေရဲ့နောက်ပြီးတော့ဒီ vision တွေမရှိတာတွေပေါ့ဒီအပိုင်းကြီးညာဒါဒီပြောရမယ့်ချက်တွေပေါ့ဒီအဲ့ဒီအားနည်းတဲ့အပိုင်းကြီးကတော့ဒီဒီရာဒီမှာတော့ဒီမှာတော့ဘယ်လိုလဲဘယ်လိုလဲတော့လာမရသေးဘူးဟိုတက်စစ်မှုတွေပေါ့ဒီတက်စစ်နဲ့ပတ်သက်ပြီးတော့မှအင်အားဖြည့်တင်တာတွေလုပ်လာမယ်ဆိုတော့ United ရဲ့တက်စစ်အပြောင်းလဲတချို့တော့မြင်သာဖို့ရှိရပေါ့လေတစ်ဖက်မှာ Newcastle ကတော့ဒါ Liverpool ကိုသူတို့ Carabao Cup ဘလူးဘွဲမှာအနိုင်ရခဲ့ပြီးနောက်ပိုင်း top shot ရလက်တွေကောင်းလာတယ်အဲတရားပဒနာတချို့ရှိတယ်ဂေါ်လုံးတို့မကစားနိုင်ဘူးဆိုပေမဲ့ ဒီကာလထဲမှာလည်းဒါ United ဒီ Newcastle United ရဲ့တိုက်စစ်ကိုကြည့်မယ်ဆိုရင်တော်တော်လေးအကောင်းတဲ့ပုံစံဖြစ်နေတာပေါ့လေအဲ့တော့ဒီ Newcastle ရဲ့အခြေအနေလေးလည်းဝင်သုံးသပ်ပြပါဦးဟုတ်ကဲ့ Newcastle ကအခုပြောခဲ့လို့ပဲဒီ Carabao ဖလားရပြီးနောက်ပိုင်းတော်တော်လေးလည်းကြီးစွမ်းကြီးထက်လာတယ်ပေါ့လေကြီးစွမ်းလေးထက်လာတယ်အဓိကကတော့ဒါကွင်းလယ်မှာဒါဒါတူနာလေးရဲ့ အာဂျူလီတိုင်ဟာဂျူလီတိုင်ဘလူးကူမာရဒီ၃ယောက်ရဲ့အာတော်တော်လေးခံစစ်ကောတိုက်စစ်ကောဟိုကူညီနိုင်တယ်ဖြည့်ဆည်းပေးနိုင်တယ်ဗောလေဖြည့်ဆည်းပေးနိုင်နောက်ပြီးတော့တခုရှိတာကဒါအခုနောက်ပိုင်းမှာဒါဂျက်ကော့မဖေးရဲ့ဟုတ်ပါတော့ဂျက်ကော့မဖေးသူသူ့ရဲ့ဒီတောင်မန်ကနေဟိုဒီဘလူးတောင်မန်ကတော့ကူးပေါ်တွင်းလာနိုင်တယ်ဟုတ်တော်တော်လေးလည်းကောင်းလာတယ်နောက်ပြီးတော့အခုအခုလက်ရှိဒီနျူကာဆယ်အသင်းမှာဒါဂျက်ကော့မဖေးကဖိုင်နေမှု၉ချိန်နဲ့အများဆုံးဖြစ်နေတယ်အဲပရီးမီယာလိဂ်မှာအများဆုံးဖြစ်နေဆိုတော့ဒါဟိုဂေါရွန်နာနေတဲ့အချိန်မှာဒါသူ့ရဲ့ သူလုံနိုင်ခွင့်လေးရတာဟိုအရာတစ်ခုတည်းအသင်းပေါ်အကျိုးပြုနိုင်နေတာလေဒါ Newcastle ရဲ့ဒါဟိုပြောရမယ့်အပိုင်းပေါ့လေဒီဟိုဘယ်လိုပြောမလဲဒီအာသာသွားတဲ့အပိုင်းလေးပေါ့ဟုတ်ကဲ့ကာဆေကဒီချက်ကောမာဖီးယားတော်တော်လေးလက်အားသင့်မှုကောင်းလောက်အောင်ခြေစွမ်းတက်လာတဲ့ Everton မှာတော့ငါမြင်ရတဲ့ချက်ကောမာဖီးကာဆေကိုပြောင်းပြီးနောက်ပိုင်းမြင်ရတဲ့ချက်ကောမာဖီးပေါ့လေပြောင်းခါစားကာလာနဲ့ကြည့်လိုက်တော့အရန်ကိုပြောင်းလဲသွားတယ် ဒီခါတော့အဝင်ပြောတဲ့ဒါဂိုးဖန်တီးမှုကိုးချင်အဲဂိုးဖန်တီးမှုကိုးချင်နေရမှာအများစုကကြည့်လိုက်တော့တိုက်စင်မှုအီဆက်အတွက်ဖန်တီးပြီးတာလားဖြစ်နေအဲ့တော့အီဆက်နဲ့ချက်ပေါ်မှာဗီဒီယိုအတွဲကဟိုဘယ်လိုပြောမလဲအချိန်ဒီရာဒီကာလအတွင်းလေးမှာအားအသင်းအလောင်းအများကြီးတိုးတက်လာပါဘောလေလက်ရှိချိန်မှာဂိုးတော့မပါနိုင်တဲ့ဘယ်ချမ်းမှာတော့ Harvey Banks ကစားတယ် Harvey Banks ကလည်းပြီးခဲ့တဲ့တပတ်ကဒါ Leicester သူ့အသင်းဟောင်းနဲ့ပွဲမှာတော့ဂိုးသွင်းတော့ရခဲ့တယ်ဘောလေဟိုဂိုးတော့နဲ့ကြည့်မယ်ဆိုရင်တော့ဟိုချိန်ဆက်မှုပိုင်းမှာတော့ဂိုးတော့လောက်ထိရတော့မကောင်းဘူးဒါပေမဲ့တူးချင်းပိုင်းသူ့ရဲ့ကစ်ပါဝါတွေကတော့ Harvey Banks ကလည်း မဆိုးဘူးအားကိုးလို့ရတဲ့အနေအထားမျိုးလို့ဒါပြောလို့ရပါတယ်ပြီးတော့ဒါဒီနှစ်သိန်းရဲ့အခြေအနေပေါ့လေ new person မှာတော့ဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးမှလည်းတော်တော်အားရပူကောင်းတယ်လို့ကိုင်းတဲ့လောက်အောင်မိုင်းလဲတော်တော်လေးကောင်းတယ်ခန်းစစ်မှာလည်းဒဏ်ပတနာတချို့ရှိတဲ့တိုင်အောင်ဆိုးရလာတဲ့အနေအထားမျိုးမရှိဘူးတစ်ဖက်မှာ united ကတော့တိုက်စစ်ပိုင်းလေးအားနည်းချက်ရှိရဲဆိုတော့ဒီနှစ်သိန်းတွေ့ဆုံမဲ့ပွဲအခြေအနေမှာဘလိုအခြေအနေဘလိုရလာမျိုးထွက်လာမလို့အဝင်ထင်လဲမသိဘူးအမ်ရလက်ကတော့ပြောရခက်တယ်ပေါ့လေဒါပေမဲ့ manchester united ကလည်း လက်ရှိမှာဒါ Newcastle ကိုထိုးနှက်လို့ရတဲ့အပိုင်းကြီးလည်းရှိတယ်ပေါ့။ဟုတ်ရရှိတယ်ဆိုတော့ဒါပွဲရတော့တော်တော်လေးကြည့်ကောင်းတယ်။အထူးသဖြင့်ဒါ Manchester United ရဲ့ဒီဟိုကြားထဲမှာဒါဟိုဟာ Europa League ပွဲရှိတယ်ပေါ့လေ။ဒါမှမဟုတ် Europa League ရှိတော့ဒီပွဲမှာဒါကစားသမားအလှည့်ပြောင်းအောင်ဘယ်လိုလုပ်မှန်းဆိုကျွန်တော်ခံမှန်းလို့မရဘူးလေ။ဒါပေမဲ့ Manchester United ရဲ့လက်ရှိဒါဖောင်မိနေတဲ့အပိုင်းမှာဒါဟိုဒါလော့တို့ဒိုကူတို့ရဲ့ဒီ wing back အားတွေရဲ့ဒီတိုက်စစ်မှာဒီဆက်စင်းဝင်ရဲ့ကျွန်တော်ဒီပွဲမှာဟို ွဲစားပြီးသုံးမှာပေါ့လေအဲဆက်စင်းလို့ကပွဲစားပြီးသုံးမှာဆိုရင်တော့ဒါဟိုဘလူးနိုကတော့ဒီ left number 10 room မှာပဲကစားမလားပေါ့လေကစားမလားအခုနောက်ပိုင်းမှာဟိုက United ရဲ့ကွင်းလေကတိတိသားလေးလောကနှုံးပူကောင်းလာဒါပြောရမယ်ဆိုတော့ Casemiro ပေါ့ Casemiro လေဒါကွင်းလေရဲ့ကွင်းလေပိုင်းမှာပေါ့လေဒီခန်းစိတ်ကိုညင်နိုင်မှုပိုင်းကအခုနောက်ပိုင်းမှာတော်တော်လေးဟိုဘယ်လိုပြောမလဲသူအရင်ပုံစံအတိုင်းကျော်ယူပြန်ရလာတယ်ဒီအတွက်လည်းဒါတော့ Amorin ကသူ့ကိုဘယ်လိုကစားမလဲဆိုတော့ဒီဖြည့်ရှင်းပေးနိုင်တယ်ပေါ့လေဖြည့်ရှင်းပေးနိုင်တယ်ဆိုတော့ဒီ ဟိုဥကာတင်းနဲ့ပဲဟိုကက်စမဲလုံးနဲ့တွဲမလားဒါဥကာတင်းနဲ့ကက်စမဲလုံးနဲ့တွဲမယ်ဆိုရင်တော့တရားဒီလူကာဆယ်ရဲ့ဒီတိုက်ဆက်ပိုင်းကိုဟန်တာဖို့အတွက်တော့ဒါအလုံးလောက်ရှိမယ်ဆိုရင်ဒါဘရူနိုနဲ့တွဲမယ်ဆိုရင်တော့ဒါအကန့်အသတ်လေးများရှိမှာပေါ့လေဒီလိုအနေထားမျိုးမှာဆိုရင်တော့ဒါဟိုမန်ချက်စတာယူနိုက်တက်ရဲ့တိုက်ဆက်ပိုင်းနည်းနည်းလေးအားနေသွားမှာပေါ့လေဟိုအားနေသွားမယ်ဆိုတော့ဟိုအဓိကတော့ဒီကာဆယ်ရဲ့ဒီ transaction ကိုမန်ချက်စတာယူနိုက်တက်အနေနဲ့ဒါဟန်တာဖို့ကတော်တော်လေးတော့ရုံးကန်ရအောင်မယ်လို့ကျွန်တော်မြင်နေဗျအဲယူနိုက်တက်ကဟိုတိတာတရောက်ပေါ့နော်ဒါသတိထားမိတရောက်ကြည့်လိုက်မယ်ဆိုယူနိုက်တက်က ိုဆိုရှင်ကစားတဲ့အသင်းတွေနဲ့ကြည့်ရင်တော့သူတုံ့ပြန်တာကောင်းတယ်ဒီအသင်းကြီးတွေနဲ့တွေ့ရကွယ်ဒီနောက်ပိုင်းမှာဆိုရင်ဒါလီဗာပူးကိုသူတို့တည်ကစားနိုင်တယ်အာဆင်နယ်ကိုတည်အာဆင်နယ်ကိုတည်ကစားနိုင်တဲ့ဟာမှာဆိုရင်သူကဥဆောင်ကိုလည်းတွေ့နေဟိုနောက်ထပ်အနိုင်ကိုရလို့ဒီဘာထီလည်းကစားနိုင်တယ်နောက်ဆုံးကစားသွားတဲ့ဒါမန်ချက်စတာဒါဘီမှာဆိုရင်လည်းဟိုပိုဇီရှင်အပြင်တော့မတအောင်ဒါပေမဲ့ဂိုးရနိုင်ကြီးရတော့ဒါယူနိုက်တက်ကအများကြီးတာတယ်ဆိုတော့ဟိုတစ်ဖက်တင်းကဘောလုံးပိုင်ဆိုင်မှုအတာနဲ့ကစားတဲ့ပွဲမျိုးဆိုတော့ယူနိုက်တက်ကလှုပ်တတ်ကြတဲ့ရှိတယ်ဟုတ်ကဲ့ တို့တစ်ဖက်တည်းကခံစစ်ပိတ်တဲ့အခြေအနေမျိုးမှာဆိုရင်တော့ဒါ United ကနည်းနည်းလေးလောရကန်ရခက်တဲ့အနေအထားမျိုးဒီ Newcastle ကတော့ဘာလို့ပြောလဲ position ကိုလည်းအရင်ကြီးအားပြူလာတော့မဟုတ်ဘူးကစားအားတက်စင်းလောကလုံးအားပြူတယ်ဆိုတော့ United အတွက်ကတော့ဟိုတိတ်တော့လွယ်မယ်တော့မထင်ဘူးဗျ။ဟုတ်ကဲ့။ဘိုးကတော့ဒါ Newcastle ရဲ့ဘာလို့ပြောမလဲဒီ Champions League မျောလင်းချက်ဒီဟာလေးကပွဲဖြေမြန်ဖြစ်မလားပေါ့။ဟုတ်ကဲ့။ဘာလို့လဲဆိုတော့ဒါဒီဟာဒီမှာ Manchester United အသင်းတွေ Premier League မှာမျောလင်းချက်ကဘာမှတိတ်ပြောမှမရှိတော့ဘူး။ဒီဂုံတိတ်ခါပိုင်းရ လက်ချံပွဲတွေမှာအမတ်ရတဲ့လောက်ယူမယ်အဆင်ရတဲ့လောက်လေးတက်နိုင်အောင်ကြိုးစားမယ်ဒီလောက်ပဲရှိတယ်ကာဆယ်ကတော့ဒါယူရိုပါလိဝင်ခွင့်တနည်းအားကိုတို့ခါဘောင်းဖလားနေတစ်စက်ရထားပြီးပြီအဲ့ဒါမှကချန်ပီယံလိလေတို့ကဒါအဆင့်လေးကိုကြော်နိုင်တော့တဲ့အနေအထားမျိုးနဲ့ရှိသေးတယ်လက်ရှိချိန်မှာဆိုရင်ဒါအဆင့်လေးက Chelsea နဲ့တပွဲရော့လာမယ်เนาะတပွဲရော့တွေရဲ့ရမတ်တူဆိုတော့အဲ့ဒီလက်ချောင်ပွဲနိုင်လိုက်ပြန်ဆိုရင်ကာဆယ်ကအဆင့်လေးနေရာတက်မယ်ဟို Champions League ဝင်ခွင့်မျှော်လင့်ချက်ရှိသေးတဲ့အခြေအနေလေးကတော့ဒါကာဆယ်အတွက်နည်းနည်းလေးများတာမလားဘယ်လိုလဲဟုတ်ကဲ့ တင်မန်ချက်စတာယူနိုက်ကိုလည်းကာဆက်ကဒီသူ့ဝင်ခွင့်မှာလာနောက်ဆုံးသုံးပွဲသလားမသိဘူးမရှုံးထားဘူးမရှုံးတော့ဆိုတော့ဒီမှတ်တမ်းရလည်းလက်ရှိချိန်မှာကာဆက်ရတော်မှာခေါင်းတလုံးတားလေလို့တော့ပြောပြောလို့ရတယ်ဗောလေအဲနောက်ပြီးတော့ကစားသမားယုံကြည်မှုအပိုင်းရောလက်ရှိမှာဒီတရားသီလုံးသွားနေတဲ့အတိုင်းတားထီရောဒါကာဆက်ကမန်ချက်စတာယူနိုက်တက်ထက်ဒါအဖက်ဖက်ကတော့ပါတယ်ဒါပေမဲ့တခုရှိတာကမန်ချက်စတာယူနိုက်တက်ရဲ့ဒီတိုက်ဆက်ကစားသမားတွေဗောလေတိုက်ဆက်ကစားသမားတွေဒါပြီးခဲ့တဲ့ ဒါ city နဲ့ပွဲရလို့မျိုးဒါကစားနိုင်ရင်ဟိုဟာဆုံးဖြတ်ချက်တွေမမှားရင်တော့ကာဆယ်တော်တော်နည်းနည်းလေးခက်ခဲသွားမှာဆိုတဲ့အပိုင်းလိုရှိတယ်ဟုတ်ကဲ့ဒါအုံကတော့ဒီဘယ်လိုပြောမလဲညူကာဆယ်နိုင်ကြီးများတယ်ဒါပေမဲ့ United ရဲ့တုံ့ပြန်မှုလေးကြောင့်ဟိုကာဆယ်နိုင်ကတော့နည်းနည်းလေးခက်ခဲနိုင်တယ်ဆိုတော့တဘောမျိုးပေါ့လေဒါဘလူးရက်လက်ထွက်မလဲဆိုတော့တင်းနေနေနေမှာပဲကိုဒါသူကြီးကြောင်ပါအခုလိုမျိုးသုံးသက်ပေးသွားအတွက်အိုဝင်ကိုလည်းဒါကျေးဇူးထူးတင်ရှိပါတယ်ကြီးစုအားပေးကြတဲ့ဆော်ကာဟော့ပရိသတ်အူကြီးစုကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ